25ရက်5လ2025မှသည်31ရက်5လ2025တပတ်သာကညမများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာမင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ဟာ25ရက်5လ2025မှသည်31ရက်5လ2025တပတ်သာကညမများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာเนาะအားလားလေးရှက်ရှိတယ်ကျွန်တော်တို့က ဒီချိန်မှာတနင်္ဂနွေဂျိုကုံကိုစီးနေတာဖြစ်တည်တယ်။အိုးဝင်လုပ်ငန်းနဲ့ပတ်သက်တဲ့ပြည်စီသေးတော်ကိစ္စများအိုးဝင်လုပ်ငန်းနဲ့ပတ်သက်တဲ့အဟောင်းများနဲ့ပြန်လဲတိဆောက်ရတဲ့လုပ်ငန်းများအိုးဝင်လုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စများစတင်ပွင့်လန်းတဲ့ကာလဆိုရင်လည်းမမဘူးဗျာ။တော့ဒါကြောင့်အိုးဝင်လုပ်ငန်းနဲ့ပတ်သက်တဲ့အဆင်မပြေကြတဲ့ပုံကူအားလုံးဘ누구ဖြစ်ဖြစ်အဆင်ပြေတဲ့လူအားလုံးကတော့ကျွန်တော်တို့ရောက်တော့နောက်မြောက်တော့လက်အမျက်နဲ့တည်လေးမျက်နှာလေးတည်တည်ပြီးမှဆူတော့မြေအဒီမျက်နဲ့တည်ရေးလေးကျွန်တော်လုတ်ကံမကောင်းဘူးဗျာလုတ်ကံကောင်းမှဖြစ်မှာကျွန်တော်အိမ်ဆောက်ချင်တယ် အိမ်နဲ့ပတ်သက်တဲ့စောက်ထိန်တိုင်းနဲ့ခွန်းလန်းနေပုံမဖြစ်မှာအချွေးမလေးကအလုပ်လုပ်မှာနိုင်ငံခြားကိုသွားမှာအမီးလေးကလည်းလောက်ခေါ်တာတွေမလာသေးဘူးအဲ့ဒီကိစ္စလေးတွေစင်ပြေရင်လိုက်တာဗျာဒါကြောင့်အတင်မြင့်တန်တည်ရည်လေးကကျွန်တော်အဲ့ဒီကိစ္စတွေနဲ့ပတ်သက်လို့အများဆုံးစင်ပြေအောင်ကုညီစောက်ချောက်တော်မူပါဆိုတဲ့အကြောင်းရာဦးတော်အနောက်မြောက်တော်လက်မျက်နှာတည်ရည်လေးဟိုမျက်နှာတည်ရမတ်တာဆူတောင်းမယ်ဆိုရင်မျက်နှာတည်ရည်လေးကင်တွဲပြီးမှဆူတောင်းမယ်ဆိုရင်ရာဦးတော်အနောက်မြောက်တော်လက်ပြီးကင်တွဲဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆို့နေတဲ့အိုးဝင်တော့ကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ် ဒါကြောင့်အလုတ်ကန်ပွန်းလန်းလို့တဲ့ပုံကအားလုံးတို့ဒီရာဟုတောင်းအောင်မြောက်တောင်းကိုလက်မျက်နှာတည်းလေးဂိုင်းပြီးမှဆူတောင်းမယ်ဆိုရင်တော့တော်တော်များများအဆင်ပြေသွားလိမ့်မယ်ဗျာဘာဖြစ်လို့လို့ဆိုဒီဘက်မှာကြာသပတိဂျိုစီနေတာဖြစ်တဲ့အတွက်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်ပြေတယ်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာအောင်မြင်ကြော်ကြပြီးတော့လက်ထက်မှာရောက်ပြောက်ရောက်ပြောက်ဖြစ်တတ်တဲ့ကာလမျိုးတွေဖြစ်တာအဲကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးဆက်လက်ပြီးတော့အဆင်ပြေရင်းနဲ့ဆိုမျက်နှာတည်းလေးပဲတင်းနှလားအရှိအယကိုလှည့်မျက်နှာလေးတက်ဒီလေး ဟလာစူတာအဲ့ဒီမြင့်နေတည်လေးအာကျမလေးအလောက်ကမကောင်းဘူးကျမပေးရမယ်ကျွေးရဘလောက်ကျမရမယ်ဟာဘလောက်ကျမလိုချင်တာဘလောက်ကျမမှာငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စဒီကိစ္စဒီကိစ္စဒီကိစ္စအကြောင်းငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေပိတ်ဆို့နေတယ်ပိတ်ဆို့နေတဲ့ငွေကြီးများအများဆုံးပွင့်လန်းပါသေးကြောင်းအတင်ကြီးလေးကကုညီစောက်ကြောက်တော်မူပါဆိုတဲ့အကြောင်းတင်းလာအရှိရကိုလှဲ့ရေလေးကိုမြင့်နေတည်လေးကိုင်းပြီးတော့ဆူတောင်းမယ်ဆိုရင်တင်းတော့မှာပိတ်ဆို့နေတဲ့ငွေကြီးများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဒီချိန်မှာ အဲကျွန်တော်တို့တနင်္ဂနွေဂျိုစီးတဲ့အခါမှာငွေကြီးနဲ့ပတ်သက်တဲ့ကံကောင်းတတ်တဲ့ကာလာမျိုးဖြစ်ပါတယ်။ဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့ကံကောင်းခြင်းနဲ့ပုံကူအားလုံးအားလုံးတို့ဟာတနင်္လာအရှိရကိုလက်မျက်နှာသေးလေးကိုင်ပြီးဆူတော့ရာဟုတောင်းနဲ့ပတ်သက်တဲ့ကိစ္စမှာတော့လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေဆူတော့အဲ့လိုဆူတော့ရင်တော့အိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စမှာရာဟုတောင်းမှာအစဉ်ပြေးပြီးတော့တနင်္လာအရှိရမှာမျက်နှာသေးလေးကိုင်ဆူတော့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာ။နော် စိတ်နဲ့ပတ်သက်တဲ့ကိစ္စကြတာကို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 မိသားစုကိုလုံငန်းမှာလုပ်နေတာတခုခုအပြင်းမမှာလုပ်ချင်တဲ့စိတ်ကတခုစိတ်နဲ့လူနဲ့မကပ်ပြီးစိတ်ထဲမှာတခုခုကိုအစင်မပြေတတ်တဲ့လူခံစားရတတ်ပါလေဗျာဒါကြောင့်စိတ်ဒီနဲ့ပတ်သက်တဲ့တခုခုအစင်မပြေရတဲ့ပုံကိုအားလုံးတော့ကျွန်တော်တို့ဆိုလို့ရှိရင်တော့နွားနူလေးတို့ကောက်ကိုအဖျောဖျောပြီးမှခမဆူတောင်းဆူတောင်းပြီးမှကုသပြုလိုက်စားမှာဗျာအတင်းရဲ့စိတ်ချမ်းသာမှုများအမြန်ဆုံးအစင်ပြေတော့မှာဖြစ်ပါတယ်ဒါကြောင့်စိတ်ချမ်းသာခြင်းနဲ့လူတွေ စိတ်နဲ့ပတ်သက်တဲ့တခုခုလိုအပ်ချက်ဖြစ်နေတဲ့လူတွေစိတ်ထဲမှာတခုခုလိုမကြတဲ့လူတွေကတော့နွားနို့လေးကိုဖြောပြီးမှတစုံတစ်ယောက်တို့သူကိုခမအစာဟာရကုသိုလ်ပြုလိုက်စမှာဗျာနွားနို့နဲ့ကုသိုလ်ပြုလို့ရမှာဖြစ်ပါတယ်နွားနို့စီစိတ်ကိုကြည်လွန်လန်းဆန်းနေတယ်ဟာလားအားရှိနေတယ်ဟာလားလူခန္ဓာကိုယ်ကိုအမှတန်ဆင်းနေတယ်ဖြစ်ကိစ္စဖြစ်ပါတယ်ဒါကြောင့်နွားနို့လေးကိုလှုပ်ရအနောက်ချက်တွေကင်းပြီးစိတ်ထဲမှာဖြစ်ပေါ်တဲ့အနောက်ချက်လူပေါ်မှာဖြစ်ပေါ်တဲ့အနောက်ချက်လုပ်ငန်းပေါ်မှာဖြစ်ပေါ်တဲ့အနောက်ချက်မိသားစုမှာဖြစ်ပေါ်တဲ့အနောက်ချက်များ အများဆုံးကင်းဝေးသွားမှာဖြစ်ပါတယ်ဒါကြောင့်နွားနို့လေးကိုအရက်မျက်နှာနဲ့မဆိုင်ဘူးเนาะဟာဆူတောင်းဆူတောင်းပြီးမှမိမိလိုအပ်တဲ့ဆူပြီးတော့စိတ်ချမ်းသာပြောချင်မှုနဲ့ပတ်သက်တဲ့ကိစ္စများဆူတောင်းပြီးတော့ကုသိုလ်ပြီးတစုံတယောက်တို့သူကိုကုသိုလ်ပြုမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆိုနေတဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ကိုနေနီးနေဆက်သက်တဲ့တလူယောက်ျားလူယောက်ျားတွေနာကျင်မှုကိုဖြစ်တယ်နာသေးတဲ့လူရသေးသေးတဲ့လောက်တော့မသေးဘူးသေးတော့သေးတယ်အေဂျင်တို့နဲ့သေးတယ်သေးကုန်တယ် အဲ့မှာအထူးသဖြင့်ဘောင်းမိဝတ်ထားတဲ့လူတွေတေးပြီးပစိုးဝတ်ထားတဲ့လူတွေမသေးတတ်ဘူးဗျအဲ့ဒါမျိုးဘောင်းမိတောင်မှအရှိဝတ်တဲ့လူတွေတေးပြီးတော့အတိုးဝတ်တဲ့လူတွေမသေးတတ်ဘူးအတိုးဝတ်တဲ့လူရတာအဖမ်းသီးချုံတောင်တွေဖြစ်တတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်လူတွေကတခုခုလိုအပ်နေရမယ်အာဘောင်းမိရှိမှုမနဲ့အတိုးဝတ်တဲ့လိုအပ်နေတဲ့အတွက်ပြဿနာမရှိဘူးအရှိဆိုရင်တော့ပြဿနာဖြစ်တတ်ပါတယ်ဗျာအင်းကြီးရှိဟလာဘောင်းမိအရှ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 ိတွေဝတ်လို့ရှိရင်အရှိကြီးပြဿနာတက်တတ်ပြီးတော့အတိုးအတိုးတွေဝတ်ရင်တော့ အတူနဲ့ပတ်သက်တဲ့ကိစ္စမှာတိတ်ပြီးတော့ထိခဲ့နေနိုင်မှုမဖြစ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်။ဒါကြောင့်လူယောက်ျားတွေတပ်ဖြစ်တယ်၊လူယောက်ျားတွေနဲ့ပတ်သက်တဲ့နာကျင်မှုကိုဖြစ်ပေါ်စေတတ်တယ်။အဲကြအလှူဒါနတွေနဲ့ပတ်သက်တဲ့မှာတိတ်ပြီးတော့ကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာမလို့ရတဲ့လူသားများတွေလောရတတ်တယ်၊ရွှေသေးသေးလေးအပေါင်နံလေးဖြစ်လဲဆွက်ကလေးတွေ၊ငကကလေးတွေအဆွဲကျိုးမဟုတ်တော့ကိစ္စလေးတွေဆွဲကျိုးဆိုတော့ဓမ္မသားလောက်ပေါ့ဗျာ။ဒါလေးတွေအပေါင်နံလေးတွေရှိတတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်။တခုခုနားနေရတဲ့ကိမျိုးဖြစ်ပေါ်နေတာဖြစ်ပါတယ်။ ဒါကြောင့်လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စမှာနာကျင်မှုတွေဖြစ်တဲ့အဆင်မပြေဘူးအဲဒါဆိုရင်တော့တောက်ကြမြောက်ရက်ကိုလှည့်နော်ဟာလားတဲဒီလေးတွေကိုင်းပြီးမှဆူတောင်းအလင်းတဲဒီလေးရဲ့လူယောက်ျားနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေနေလူတွေတက်ပြက်နေတယ်ပြက်နေတယ်တက်တယ်အများဆုံးပြေမှဖြစ်မယ်ဒါကြောင့်တဲ့ဒီရဲ့ဒီပြပြက်နေတဲ့ဓာတ်ဒီအများဆုံးပြေးလေအောင်ကိုကြီးစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းတောက်ကြမြောက်ရက်ကိုလှဲ့လှဲ့ပြီးမှတရားသီးလေးကိုင်းပြီးဆူတောင်းမယ်ဆိုရင်တော့အရှင်းပြမယ်ဒါမှမဟုတ်လေတရားသီးလေးကိုကိုင်း အတင်တရေတိလေးရဲ့ကျွန်တော်လူလေးလှုပ်ခြင်းနဲ့ဗျာကျွန်တော်ရွှေလေးတွေပေါင်းထားတယ်ဗျာပေါင်းထားတဲ့ရွှေလေးတွေပြန်ရွှေ့ခြင်းနဲ့မိမတော့ငကကလေးလူခြင်းတဲ့ငကကလေးလူတင်နိုင်တဲ့အခွန်းလန်းတွေလူခြင်းနဲ့ဒါကြောင့်မိမလူအတင်တရေတိလေးကမိမလူခြင်းနဲ့ငကကလေးဝယ်နိုင်အောင်ငွေကြီးနဲ့ပတ်သက်လို့အစီအမံကူညီပါဒါမှမဟုတ်လို့ရှိရင်ကျွန်တော်ပေါင်းထားတဲ့ရွှေလေးကိုပြန်ရွှေ့ခြင်းနဲ့ဗျာအဲ့ဒီအခွန်းလန်းပေါ်အောင်ငွေလေးတွေအစီအမံကူညီစောင့်ရှောက်တော်မူပါအလူလေးလူစီဘယ်เจ้าမှလုံးမဲ့အလူလေးကဘလောက်လောက်ဗျာအဲ့ဒီလောက်ကလေးကိုလူခြင်းနဲ့ အဲ့လူသေးနေနဲ့အခွင့်အလမ်းတွေပေါ်အောင်ကုညီစောက်ကြောက်တော်မူပါဆိုတဲ့အကြောင်းတောက်ကြမြောက်ရလက်တရားသီးလေးကိုကိုင်းပြီးဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆို့နေတဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်နော်ကိုနဲ့နီးနေဆက်တဲ့မင်းဒီချိန်မှာမင်းနဲ့ပတ်သက်တဲ့ကိစ္စဝါဒဝါဒနဲ့အောင်မြင်ကြကြနေတတ်တယ်ကျွန်တော်တို့ကဒါ၅လပိုင်းကြော်လို့၆လပိုင်းရောက်တော့မယ်၆လပိုင်း၅ရက်အထူးသဖြင့်ကျွန်တော်တို့၆လပိုင်း၅ရက်ကြော်လို့ရှိရင်ဟိုဘက်ကဂျိုတကူကိုပြောင်းတော့မှာဖြစ်ပါတယ် အဲ့ဒီလိုပြောင်းသွားတာဖြစ်တဲ့အတွက်မင်းနဲ့ပတ်သက်တဲ့ကိစ္စမှာယာယီလွဲချုံမှုတွေကြုံရတဲ့ကာလမျိုးတွေကြုံတွေ့ရတော့မှဖြစ်ပါတယ်။ရွှေကောင်းပြောင်းပြောင်းဝင်းအောင်ဒီချိန်မှာပသက်ကပြောတာတခုလုံနေတာတခုဟိုပြောချင်တာပြောပြောတဲ့စကားတွေမမှန်ဘူးငွေချင်းနဲ့ပတ်သက်တဲ့ကြတဲ့မှုအလောက်ကိုင်းနဲ့ပတ်သက်တဲ့ကိုရကိုဒေတာဒီမှာဒီမှာပြဿနာဖြစ်မှုတွေကြုံပြီးအတွင်းသီးပြက်နေတဲ့ကာလမျိုးတွေဖြစ်ပါတယ်။အထူးသဖြင့်မင်းနေတက်ပြက်နေတာဖြစ်ပါတယ်ဗျာ။ ဒါကြောင့်မင်းနီနဲ့ပတ်သက်တဲ့ဓာတ်ပြက်တဲ့မင်းနီနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအစဉ်ပြေရင်ကံကောင်းအောင်လို့ကစွညွန်လေးငားညွန်လောက်ကိုဖះကိုလူပေးပါဗျာဖះကိုလူပေးကစွညွန်လေးအလူလိုက်တဲ့အတွက်စိတ်တွေချမ်းသာမယ်မိမိစိတ်ထဲမှာပြောသွင်းရဆိုးဆိုးများအောင်မြင်မယ်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေထိုက်တဲ့အားလို့ဆိုတာအစဉ်ပြေသွားမှာဖြစ်ပါတယ်။နောက်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စအပြောင်းအကျွေးရာထူးထူးနဲ့ပတ်သက်တဲ့ကိစ္စမိယာရီနဲ့ပတ်သက်တဲ့ကိစ္စတွေမှာ လူသွင်းညွန့်တွေငန်းညွန့်ကိုဘုရားကိုလူတန်းပြီးတော့ဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့အမြင်နဲ့ပတ်သက်တဲ့ပညာရေးနဲ့ပတ်သက်တဲ့အပြောင်းအရွှေ့ရာထူးနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်။ကိုသွားခြင်းနဲ့ခီးကိုပြောခြင်းနဲ့စကားအမှန်သွားခြင်းတို့သွားခွင့်ပြောခြင်းတို့ပြောခွင့်မရဘဲနဲ့အီးလေးလေးဖြစ်နေတာဖြစ်ပါတယ်ဗျာ။ဒါကြောင့်သွားခြင်းတို့သွားခွင့်မရတဲ့ပုဂ္ဂိုလ်ဟာဗုဒ္ဓတောင်ရကိုလက်မြင့်တဲ့ဒီအီးလေးကိုအလားကိုင်းပြီးမှဆူတောင်းအသိမြင့်တဲ့ဒီအီးလေးကျွန်တော်ခီးပြီးသွားမယ်။သွားတဲ့ခီးမှာအနေကင်းပြီးချင်းပြီးငွေကြီးနဲ့အစင်ပြီးချင်းနဲ့ ကျွန်တော်ပြောတဲ့စကားတွေအောင်မြင်ကြောက်ကြင်နေဗျာဒါကြောင့်အားလိုက်ကိစ္စတွေအစဉ်ပြေအောင်အမြန်ဆုံးအစဉ်ပြေအောင်ကုညီစောင့်ချောက်တော်မူပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်ရကိုလှည့်ပြီးမှအမျက်နဲ့တည်းလေးကိုင်းပြီးဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတော့ခီးစကားနဲ့ပတ်သက်တဲ့ကိစ္စများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဒီချိန်မှာယူရတဲ့ပြက်တဲ့နေသက်ဒီနာနဲ့အဲတိုင်းနဲ့နေသက်ဒီသားဒီမှာနေသက်တွေအားကောင်းပြီးတိုင်းနဲ့အားမကောင်းဘူးအဲ့ဒီလိုပဲဖြစ်နေတာဖြစ်တဲ့အတွက်ရိုးရီပေါ်မှာဒုရာကျော်မှာဖြစ်ပါလေဗျာအမှုခင်းပြဿနာများ နေသတိရာအတိုင်းဒီမှာဖြစ်တယ်အာလူသိမှုတွေခဏခဏဖြစ်မယ်အမကြီးမကျန်သေးမယ်အာရုပ်ရုပ်မမြတ်ဒီမမြတ်တရားရုပ်ဖြစ်လူတွေလည်းအကုန်လုံးအကတော့ဆုံတောင်ဖြစ်နေတဲ့ကာလမျိုးတွေဖြစ်ပါတယ်ရိုးရတွေပြက်ပြီးတော့တယောက်နဲ့တယောက်ယုံကြည်မှုတွေကင်းွက်တယ်တဏ္ဍာငယ်နဲ့တဏ္ဍာငါအစင်မပြေမှုတွေဖြစ်တယ်လူမျိုးတစ်မျိုးနဲ့တစ်မျိုးနဲ့အစင်မပြေမှုတွေဖြစ်တယ်အပြင်းနဲ့တိုင်းဒီမှာအစင်မပြေဖြစ်ပြီးတယောက်နဲ့တယောက်ယုံကြည်မှုကင်းမဲ့ပြီးတော့ရိုးရတွေပြက်နေတာဖြစ်ပါတယ်ဒါကြောင့်လူတွေအစုလိုက်ပြုတ်လိုက်တည်တတ်တယ် နော်တည်တတ်တယ်အဲတည်တတ်တယ်တည်တဲ့အခါမှာအများကြီးတော့မတည်ဘူးနည်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 းတည်တတ်တယ်အဲ့ဒါမျိုးအုပ်စုတွေမှာအစုလိုက်သွားမယ်ဆိုအစုလိုက်တည်တတ်တယ်အများကြီးတော့မဟုတ်ဘူးအဲ့ဒါတည်ချင်းသူနဲ့တည်တတ်တဲ့ကာလမျိုးတွေဖြစ်တဲ့အတွက်ယောအဖော်မှာဒုရာကျော်မှာဖြစ်ပါတယ်ဗျာယောအလီတွေပေါ်မယ်ဆိုရင်ခုနနွားနိုလီဖျောက်ကိုလူတန်းပေးပါအတင်နွားနိုလီရဲ့ကျွန်တော်တို့ယောအဖော်တို့ဒုရာကျော်ပြီးအမှုခင်းပြဿနာတွေဝေးကြခြင်းနဲ့ဒါကြောင့်ယောဂတွေနဲ့ပတ်သက်တဲ့ကိစ္စပြည့်နေတဲ့ယောဂတွေအများဆုံးကုညီဆောက်ရှောက်ပြီးကျွန်တော်တို့ရဲ့ကြားမှာဖို့ချမ်းသာဖို့အန္တရာယ်ကင်းဖို့ တို့တို့များကိုင်းတဲ့များအစဉ်ပြေဖို့အတင်နွားနှုတ်တွေကကုညီစောင့်ကြောက်တော်မူအားပိတ်ဆို့နေတဲ့ငွေကြီးများအစုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်ပြီးသာသနာပြုနိုင်တဲ့တာကောင်းသမီးကောင်းတွေဖြစ်အောင်အတင်နွားနှုတ်တွေကကုညီစောင့်ကြောက်တော်မူအားဆိုတဲ့အကြောင်းနွားနှုတ်တွေကိုကိုင်းစူတောင်းပြီးမှဖရာကိုလူပြီးမှစူတောင်းခြင်းအပြင်တင်းတို့မှပိတ်ဆို့နေတဲ့ကိစ္စများအစဉ်ပြေပါလေနော်အဲ့ဒါဘာသာကြားတွေလူမျိုးကြားပုဂ္ဂိုလ်ကြားအဲ့ဒီကိစ္စတွေနဲ့ပတ်သက်တယ်မှာဆိုလို့ရှိရင်တော့တသုံးတယောက်တို့သူကိုနွားနေလို့ကိုင်းပြီးစူတောင်းပြီးမှာ ကုသိုလ်ပြုပါဗျာတင်းတို့မှာပိတ်ဆိုနေတဲ့ရိုးရဖော်လို့ဒူဝါကြော်ပြီးအမှုကင်းပြဒနာများဝေကွာပြီးငွေကြီးများအမြန်ဆုံးဝင်ရောက်လာမှာဖြစ်ပါတယ်ကျွန်တော်တို့25ရက်5လ2025မှာဒီ31ရက်5လ2025တပတ်စာကန်နေရတော့ကျွန်တော်တို့ဒီကန်လေးတွေစမ်းမယ်ဆိုလို့ရှိရင်တော့ကြာသာပတိအနောက်ရကူလေမျက်နှာတီးလေးကိုင်းပြီးမှဆူတောင်းအတင်းမျက်နှာတီးလေးကျွန်တော်တို့ဒီကန်လေးတွေစမ်းမယ်ဗျာဒီကြားထဲမှာတော့ဒီကန်လေးတွေစမ်းမယ် အဲ့ဒီကျွန်တော်စမ်းတဲ့ဒီကံလေးတွေအများဆုံးပွင့်ပါသေးကြောင်းလေးလေးစားစားစူတောင်းပြီးမှဒီကံလေးတွေစမ်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ဒီကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဒီဒီဘဆိုလို့ရှိရင်၃ညတို့၈တို့၉တို့၃တို့ဆိုတဲ့အားလေးတွေကောင်းနေပြတကယ်လို့ဒါဟိုပေါ့နှလုံးတွဲခန်းလေးတွေကြိုက်တယ်ဆိုရင်တော့၈တို့၃ညတို့၉တို့၃ညတို့နော်ရှိကိုရကိုသုံးဆိုတဲ့ကဏ္ဍလေးတွေဒီဒီဘက်မှာကန်ဆားမယ်ဆိုလို့ရှိရင်သူတို့ကန်နေအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်နှလုံးတွဲကဏ္ဍလေးတွေထုဆိုလို့ရှိရင်တော့၈တုံညတော့၉တုံညတော့ ီအချိန်မှာအဲကျွန်တော်တို့ဆူတောင်းပြီးတဲ့အချိန်မှာနှစ်ရက်လောက်အတွင်းမှာကံတွေပွင့်တတ်တဲ့ကာလာမျိုးတွေပါ နောက်တော့ကံလေးတွေ၃ရက်ကတော့အဲကျွန်တော်တို့ဟာတော့ရှီကိုတို့ကိုသုံးဆိုတဲ့ကံလေးတွေကောင်းမှဖြစ်ပါတယ်ဒါကြောင့်ဒီဘက်ကံလေးတွေဒီကံလေးတွေစမ်းမဲ့သူကြာတာပရိနောက်ရက်ကိုလည်းအမှမျက်နှာတည်ရလေးကိုအဲမှအမှကိုင်းပြီးမှဆူတော့အဒီမျက်နှာတည်ရလေးကျွန်တော်တို့ဒီကံလေးတွေစမ်းမဲ့အဒီကံလေးစကမှာရစ်သုံးညတို့ကိုသုံးညတို့ကံလေးတွေစမ်းမဲ့ကိုသုံးတို့ရှီကိုတို့ဆိုတဲ့ကံလေးတွေစမ်းမဲ့ ကျွန်တော်တို့ကန်တဲ့စမ်းတဲ့ထီးလေးတွေအများဆုံးပွင့်ပါသေးကြောင်းလေးလေးစားစားအနောက်ရကူလှည့်ပြီးမှထူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ထီးကားများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာဟာလားဒီဒီဘက်တော့ကျွန်တော်တို့ထီးလေးနေနဲ့ပတ်သက်တဲ့ကဏ္ဍလေးတွေစမ်းမယ်ဆိုလို့ရှိရင်တော့အထီးကန်လေးတွေကတုံးကြလို့ဘာလို့ပါရင်နောက်ဘက်ကလေးတွေနဲ့စကားအခုစကားမဲ့ထီးရဲ့အောင်မလေးထီးရဲ့နောက်ကဏ္ဍလေးတွေစားပြီးတော့တကယ်လို့ရှိကူကိုလို့စကားမယ်ဆိုရင်တော့ထိတ်ထီးလေးတွေနဲ့စကားမယ်ဆိုရင်တင်းတို့မှာပိတ်နေတဲ့ကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ် ဒါကြောင့်ထီကံနှလုံးသွေးလေးစမ်းမယ်ဆိုရင်တော့ရှစ်တုံညတော့ကုတုံညတော့ဦးစားပေးစမ်းမယ်ဆိုရင်တင်းတို့ကံမြအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်အဲ့ဒါတနည်းပေါ့တကယ်လို့ကံလေးတွေဟာထီကံလေးတွေကနှလုံးသွေးတွေမစမ်းကျင်လို့သုံးလောသွေးလေးတွေစမ်းမယ်ဆိုလို့ရှိရင်တော့နှစ်ကုန်နှစ်ဆိုတဲ့ခဏလေးတွေအတွေးလေးတွေကိုဒီလေးတွေစမ်းမယ်ဆိုလို့ရှိရင်တင်းတို့မှာပိတ်ဆို့နေထီကံများလည်းအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်နော်အဲ့ဒါကြောင့်တကယ်လို့နှလုံးသွေးလေးဆိုရင်ရှစ်တုံညကုတုံညအတွေးလေးတွေထိုး သုံးလုံးဆိုရင်တော့နှစ်ခုနှစ်ဆိုတဲ့ကဏ္ဍလေးကိုဒဲလီတစ်ခွက်လောက်ထွန်းကန်စားမယ်ဆိုရင်တင်းတို့မှာပိတ်နေတဲ့ဒီဒီဘတ်အတွင်းမှာထီချာများအများဆုံးပွင့်လန်းတော့မှာဖြစ်ပါတယ်ဗျာเนาะအဲ့ဒါကြောင့်ကျွန်တော်ဒီဒီဘတ်ဟာလာအာဟာပါ25ရက်9လ2025မှာဒီ31ရက်9လ2025အတပတ်သာကညီမတွေကိုတင်ပြအတည်တာဖြစ်ပါတယ်ဗျာကျွန်တော်တို့ရှင်ညာမိမိသားစုကတော့တပတ်သာအဲအဲ့မှာထူးခြားတာတွေကတော့ကျွန်တော်တို့ဒီလကုံတဲ့အချိန်မှာဟောပေါ့6လပိုင်းပေါ့ 6လပိုင်းကျွန်တော်တို့တရက်နေရ3တရက်နေခုနှစ်အသာသမီးနဲ့ပတ်သက်တဲ့ကိစ္စများလဲကျွန်တော်တို့တင်ပြသွားမှာဖြစ်ပါတယ်15ရက်ကျော်လို့ရှိတော့တင်းငွေနေတင်းနှင်းလာတင်းငွေနေသာသမီးတင်းနှင်းလာသာသမီးအင်္ဂါဗုဒ္ဓစနေပေါ့ဗျာအဲ့ဒါ15ရက်ပတ်ဝန်းကျင်ကြမှာကျွန်တော်တို့ထုတ်လွှင့်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့တလားသာတော့တရက်နေမှာတင်းပေးပြီးတော့အဲ့နေသားလိုက်တာတော့15ရက်ကနေပြီးတော့အဲ့လားကျွန်တော်တို့6လပိုင်း15ရက်နေကနေ9လပိုင်း15ရက်အထိတရက်သားများဟုတ် တယောက်ချင်းတယောက်ချင်းတင်ပြသွားမှာဖြစ်ပါတယ်ကျွန်တော်ကဓာတ်စင်တဲ့ဆရာတွေဖြစ်တော့ကျွန်တော်တို့လာသန်းနေမှာဆင်းလို့ရှိရင်အဆင်မပြေတတ်ဘူးဒါကြောင့်15ရက်ကျော်ဆင်းရင်အသေးကြတယ်အပိုင်ချအပိုင်ဒါကတော့ခုနှစ်သားသီးနဲ့အဖျားတော့ကျွန်တော်လာသန်းအင်္ဂလိပ်လိုတရက်နေမှာတင်ပြပေးသွားမှာဖြစ်ပါကြောင်းလေးလေးစားစားဗျာကျွန်တော်တပတ်သားတွေတင်ပြရင်းနဲ့တင်ပြနေတာဖြစ်ပါတယ်ဒါကြောင့်25ရက်9လ2025မှာဒီ31ရက်9လ2025တပတ်သားကန်ဒီမာမအကိုတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဆရာကြီး 你妈逼吧，别！